နေစင်မနဲ့ဒေဒနာဆစ်စင်ကနေအားလုံးကိုယေရှုနာမအားဖြင့်တဖန်ပြန်လဲကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့မနဲ့အားလုံးနဲ့အတူတူခံယူတည်ဆောက်ခြင်းနဲ့နှုတ်ဘက်တော်ခေါင်းစဉ်လေးကတော့နောင်တရပါ နောင်တမရဘဲနဲ့ဖယားသခင်ရှေ့မှာတိုးဝင်နေခြင်းဟာအချီးနှီးတာဖြစ်တယ်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ခွားပေးတိုက်တွန်းခြင်းတာဖြစ်ပါတယ် ကျန်းချက်3 3-4ချက်လောက်ဖတ်ပြီးမှခွန်အားပေးမယ်နော်ပထမအဆုံးကျန်းချက်ကအာမုတ်အနာဂတိကျန်းအခန်းကြီး9အငယ်27ကနေ23အထိဖြစ်ပါတယ်ကျွန်တော်ဖတ်ပြပါမယ်တင်တို့စောင့်တော်ပွဲနေတို့ကိုငါမုံဤဆက်ဆုပ်ယုံရှာဤချိုးချံစွာကျင့်တော်နေရတို့၌ငါမမွေ့လျောမိရှုရာရင့်နှင့်ဘောဇင်ပူဇော်တက်ကာတို့ကိုစက်ကတ်တော်လဲငါလက်မခံ စုဝါတော်တရိษံတို့ကို မိတ္တဟာယရစ်ပူဇော်တော်လဲငါဒီပမာဏမပြုတ်တင်တို့တချင်းစူတန်ကိုပယ်ရှားကြလောတယောထိုးတန်ကိုငါနာညီလာ၏ချက်တော်ညီကိုမောင်မတို့ဖယားသခင်ကပရောဖက်အာမုတ်ရဲ့နှုတ်ရှာပါဇက်ကနေအေးသီလာလူမျိုးတွေကိုတတိပေးတယ်ဘယ်လိုတတိပေးရလဲဆိုတော့နေတို့စုံနေတဲ့တချင်းတွေကိုငါတအားနာညီတယ်တဲ့ ်နင်တို့ထိုးနေတဲ့တယောတန်တွေကိုလည်းငါမချချင်ဘူးတဲ့နင်တို့ရစ်ပလင်မှာပူစော်တဲ့ရစ်ပူစော်ခြင်းအရာတွေကိုလည်းငါမကြိုက်ဘူးတဲ့ငါမုန်းတယ်ငါယွန်ရှာတယ်တဲ့နောက်ပြီးတော့မှနင်တို့စောင့်တဲ့ဥပုံနေတွေပွဲနေတွေနော်နင်တို့အစာရှောင်ခြင်းစသဖြင့်အဲ့ဒါတွေကိုငါမကြိုက်ဘူးတဲ့ဒီနေရာမှာမေးစရာမေးခွန်းရှိတယ်နော်ဖယားသခင်ကဘာလို့ပရောဖက်အာမုတ်အားဖြင့်အေးတေလာလူမျိုးတွေကိုအဲ့လိုပြောရတာလဲဥပုံနေစောင့်တာ ဘုရားသခင်တတ်မှတ်ထားတာလေမကောင်းစရာလားကောင်းတာပေါ့တမဟောင်းကျမ်းကိုပြောတာနော်တမဟောင်းကျမ်းကအေဆွေးလူမျိုးတွေကဥပုပ်ဆောင်ရတယ်နောက်ပြီးတော့မှအစာချောင်းတာမကောင်းလားကောင်းတာပေါ့ဒါဘုရားသခင်ကိုယ်တိုင်တတ်မှတ်ထားတာလေနောက်ပြီးတော့မှရစ်ပူစောတာကောမကောင်းလားရစ်ပူစောတာလည်းဘုရားသခင်တတ်မှတ်ထားတာပဲကောင်းတယ်လေရစ်ပူစောခြင်းကဘုရားဝပြုနေတာပဲလေနောက်ပြီးတော့မှတယောထိုးတန်ချီးမွမ်းတန်နော်အဲ့ဒါတွေရောဘုရားသခင်တတ်မှတ်ထားတာပဲလေဘာလို့ဘုရားသခင်အခုမကြိုက်တော့ဘူးပြောတာလဲ ဖယားသခင်ကဖယားဝုတ်ပြူတာကို तू မနစ်တတ်တာလားမဟုတ်ပါဘူးဖယားသခင်မနစ်တတ်ဆရာလားဖယားသခင်နစ်တတ်တာဗောဒါပေမဲ့ဖယားသခင်ကအဲ့ဒီလိုလှုပ်တဲ့လူတွေကအပြစ်ကိုလှုပ်ရင်းနဲ့ဖယားဝုတ်ကိုလာပြုတ်နေကြတာအပြစ်ကနေနောင်တမရဘဲနဲ့ဖယားသခင်ရဲ့ဝုတ်ကိုလာပြုတ်နေကြတာဒါကြောင့်ဖယားသခင်ကပြောတယ်နေတို့ဒီလိုလှုပ်တာတွေကငါလုံးဝမတွေ့ချင်တော့ဘာလို့လဲဆိုတော့ နောင်တမရပဲနဲ့လှုပ်တဲ့ဖျားဖို့နောင်တမရပဲနဲ့လှုပ်တဲ့ဆုတောင်းတန်နောင်တမရပဲနဲ့ပေးလူတဲ့အရာတွေတခုမှငါမနစ်တတ်ဘူးငါယွန်တယ်တဲ့ကျမ်းစာထဲမှာအဲ့လိုပေါ်ပြတာလေအပြစ်ကိုမဝန်ချပဲနဲ့အပြစ်ကိုငဲ့ကွက်ပြီးမှဖျားသခင်စီမှာလာဆုတောင်းတဲ့သူတွေကိုလေဖျားသခင်ဘယ်တော့မှနားမညောင်းဘူးအဲ့လိုပြောတာဒါကြောင့်ဆာလန်ဆရာကဆာလန်ကျမ်းထဲမှာသူဘလို့ရေးလဲဆိုတော့ကျွန်တော်ဖတ်ပြမယ်66ခုမြောက်တော့ဆာလန်အပိုက်ငယ်78 79 ငါဒီစိတ်နှလုံးသားထဲမှာဒူးစရိုက်ကိုငဲ့ကွက်လင်ဖယားသခင်ဒီနားထောင်တော်မမူယခုမူကဖယားသခင်ဒီနားထောင်၍ငါမှုဆူတော့ပထနာစကားတန်ကိုမတ်တော်မူပြီစာလန်ဆရာကသူဘလို့ပြောလဲဆိုတော့အပြည့်ဝချဆုတောင်းခြင်းနဲ့ပြန်လာမှဖယားသခင်ကအဲ့ဒီဆုတောင်းတန်ကိုနားထောင်မယ်တဲ့နောင်တမယအပြည့်မဝန်ချဘဲနဲ့ တဖက်မှာအပြစ်လုပ်ပြီးတော့မှတဖက်မှာဖျားဝုတ်လုပ်နေတယ်ဆိုရင်ဒါကိုဖျားခင်မနစ်သက်ဘူးတဲ့တင်ဘလောက်ပဲဆူတောင်းဆူတောင်းဖျားခင်လည်းနားမညောင်းဘူးတဲ့တင်ဘလောက်များများဖျားရှိမှပေးလူနိုင်တယ်ဆိုရင်လည်းအဲ့ဒီပေးလူချင်းကဖျားရှိမှအချင်းဤတက်တက်ပဲဖြစ်တယ်တဲ့ဘာမှအကျိုးမရှိဘူးတဲ့ဘာလို့လဲသိလားတင်မှမပြောင်းလဲတာဒါကြောင့်ညီကိုမောင်မတို့လူတယောက်ကဖျားခင်လိုအပ်တာကသူ့ရဲ့ငွေကြီးပေးလူလာချင်းကိုအဓိက နှစ်တက်တာမဟုတ်ဘူးเนาะပေးလူတဲ့သူရဲ့နှလုံးသားကိုနှစ်တက်တာဒါကြောင့်ဒီပေးလူတဲ့သူကအပြစ်ကနေမထွက်လာနောင်တမရပဲနဲ့ပတ်စံအထက်လိုက်အထက်လိုက်ဖရာเจ้าမှာပေးလူနေရင်လေလူတွေရဲ့လက်ခုပ်တံပဲရမယ်ဖရာသခင်ရဲ့ချီးမွမ်းတံရမှာတော့မဟုတ်ဘူးဖရာသခင်ရဲ့ကောင်းကြီးကိုတော့ရမှာမဟုတ်ဘူးဖရာသခင်ကဒါကိုယွန်ရှာတယ်လို့ပေါ်ပြပြီးဖြစ်ပါတယ်ပရောဖက်အာမုတ်အားဖြင့်ဒီကနေ့ အစ္စရေလလူမျိုးတွေကိုပြောပြတယ်လို့ဒီကနေ့ကျွန်တော်တို့လည်းပြောပြနေတယ်။ဖယားတခင်ယုံမုန်းနေတဲ့နောင်တမရဘဲနဲ့လှုပ်တဲ့ဖယားဝုတ်ပြုတ်ခြင်းနောင်တမရဘဲနဲ့လှုပ်တဲ့ဆုတောင်းခြင်းနောင်တမရဘဲနဲ့လှုပ်တဲ့ပေးလူခြင်းမှန်တမျှကိုဖယားခင်မနစ်သက်ဘူးတဲ့။ဆိုလိုချင်တာကဗဇက်ကနေဖယားဖယားလက်ကကာယကာယအပြစ်လုပ်နေတာအဲ့ဒါကိုပြောတာ။ညီကိုမောင်တို့ဒါကိုအထူးပဲတတိထားဖို့ကျွန်တော်ဒီကနေ့ခွန်အားပေးခြင်းနဲ့တိုက်တွန်းခြင်းနဲ့ ဒီကနေ့ကျွန်တော်တို့အသက်တာထဲမှာလဲဘာလို့ကျွန်တော်တို့ရဲ့ဆုတောင်းတန်ကိုဘုရားသခင်နားမညောင်းတာလဲဘာလို့ကျွန်တော်တို့ပေးလူတဲ့လောက်ဘာလို့ကောင်းကြီးမရတာလဲဘာလို့ကျွန်တော်တို့ဝတ်ပြုနေရတာနဲ့ဘာလို့အသက်တာမှာမကောင်းစားတာလဲစင်ချင်းစရာအများကြီးထဲမှာကျွန်တော်တခုစင်ချင်ခိုင်းမယ်ကျွန်တော်တို့အပြစ်ထဲကနေထွက်လာပြီလားကျွန်တော်တို့လုံနေတဲ့အပြစ်ကိုကျွန်တော်တို့ဆက်လုံနေပြီးတော့မှဖရားကိုဆက်ကူွယ်နေရလား။နောင်တမရပဲနဲ့အပြစ်ထဲကနေမထွက်လာပဲနောင်တမရပဲနဲ့ဖရားသခင်စီမှာဆက်ပြီးမ ဆူတောင်းနေရလားပေးလူနေရလားဖျားခင်စီမဆက်ပြီးတော့မှဝူပြူနေတုံးလားဝူပြူတာကောင်းတယ်မှန်တယ်ပေးလူတာလည်းကောင်းတယ်မှန်တယ်ဟိုဆူတောင်းတာလည်းကောင်းတယ်မှန်တယ်ဒါပေမဲ့တချို့တချို့တော့ ပေးလူချင်းဆူတောင်းချင်းဝုတ်ပြူချင်းကဘုရားခင်မနစ်သက်ဘူးတဲ့ဘာလို့လဲဆိုတော့အဲ့ဒီလိုမျိုးဝုတ်ပြူချင်းပေးလူချင်းဆူတောင်းချင်းလှုပ်တဲ့သူကိုနိုင်ကနောင်တမရဘဲနဲ့အပြစ်ကနေဆက်ပြီးမှမထွက်လာဘဲနဲ့အပြစ်မှာပဲဆက်လို့ပြီးမှလာဆူတောင်းနေတယ်ဆိုရင်ဘုရားခင်ဒီလိုလူရဲ့ဆူတောင်းတန်ကိုနားမထောင်ဘူးဘုရားခင်ဒီလိုလူရဲ့ပေးလူချင်းကိုအတိမတ်မပြုတ်ဘူးဘုရားခင်ကဒီလိုလူရဲ့ဝုတ်ပြူချင်းကိုလက်မခံဘူးတဲ့ဘုရားခင်ကအာမုတ်ကနေကျွန်တော်တို့စကားပြောနေတယ် ယွန်ရှာတယ်တဲ့နေထပ်ပြီးမှဟာလေလုယာအာမင်မချီးမွမ်းတော့နဲ့တဲ့ငါယွန်တယ်တဲ့နေလို့အဲ့လိုပါဇက်ကနေချီးမွမ်းတာဘာလို့လဲချီးမွမ်းတာမားနေလားမမားဘူးကိုတိုင်ကအပြစ်လုပ်ပြီးတော့မှဖျားရှိမှဟာလေလုယာအာမင်အဲ့လိုမျိုးလုပ်နေတာကိုပြောတာကိုတိုင်ကအပြစ်ကနေနောင်တမရဘဲနဲ့ဟာလေလုယာအာမင်ဆိုမှဖျားเจ้าမှလာမှအာရပါရချီးမွမ်းပြနေတာကိုပြောတာဖျားတဲ့ခင်ကအဲ့ဒါကိုယွန်မုန်းတယ်တဲ့ အပြစ်ကနေမထွက်လာဘဲနဲ့ဘုရားရှိခိုးဟာလေလုယာဆိုမှလာဆုတောင်းနေတာအိုးအရှိပဲဆုတောင်းနေဆုတောင်းတာတကယ်ကိုင်းဆိုင်တို့နဲ့အပြင်မှာကိုင်းဆိုင်တဲ့ဟန်ပန်တွေပြရတယ်တကယ်လဲကိုင်းဆိုင်တဲ့ပါတယ်စိတ်ထဲမှာဒါပေမဲ့အပြစ်ကနေမထွက်လာတာနောင်တမရတာအပြစ်ကနေနောင်တမရအောင်မထွက်လာဘူးဆိုဘုရားတခင်ကအဲ့လိုဆုတောင်းတန်ကိုဘယ်တော့မှနားမညောင်းဘူးတဲ့ဒါကြောင့်ကျွန်တော်ပြောမယ်ညီကိုမောင်တို့ဘာလို့တင်ဆုတောင်းတိုင်းမရတရားလဲဘာလို့တင်ပေးလူတိုင်းမကောင်းစားရလဲဘာလို့ဝူးပြူတိုင်းမှာဘုရားတခင်တင့်ကိုငြိမ်သက်ခြင်းမပေးလဲတိလား အပြစ်ကနေတင်မထွက်လာသေးလို့ဖယားတခင်ကဒီကနေ့ကျွန်တော်ဆရာယေမီရဲ့နှုတ်ရှာပါဇက်ကနေတင့်ကိုတတိပေးနေတာတစ်ချိန်တုန်းကအာမုတ်ရဲ့ပါဇက်ကနေအေးသေးလာလူမျိုးတွေကိုတတိပေးတယ်လို့ဒီကနေ့ဖယားတခင်ကအာမုတ်ရဲ့စကားနေတဆင့်ကျွန်တော်ပါဇက်ကနေတင့်ကိုခွန်အားပြန်ပေးနေတာတတိပြန်ပေးနေတာနောင်တရပါတော့ညီကိုမောင်မတော်တင်ပါအပြစ်လို့နေလေကျွန်တော်တို့မသိဘူးဒါပေမဲ့ဖယားတခင်သိတယ် ျွန်တော်တင့်ကိုမသိဘူးလေနော်တင်ပါလုံနေရလဲဘာအပြစ်လုပ်ထားလဲကျွန်တော်မသိဘူးဒါပေမဲ့ဖယားသခင်တည်တယ်ကျွန်တော်ကိုကိုရတဲ့ဖယားသခင်တင်ပါလုံနေရလဲတည်တယ်အားကြောင့်အမြန်နောင်တရပါတော့ညီကိုမောင်မတို့နောင်တရတိုးဝင်တဲ့တူဒီကိုဒါဖယားသခင်ကခွင့်လွှတ်มาဖြစ်တယ်ဖယားသခင်ကကောင်းချီးပေးมาဖြစ်တယ်နောင်တရတဲ့တူဒီကိုဖယားသခင်ကလက်ခံခွင့်လွှတ်ပေးมาဖြစ်တယ်ကျေးဇာထဲမှာဘယ်လိုပြောလဲဆိုတော့နောင်တရတဲ့တူဒီကိုဒီလိုပြောတယ်ရှင်ယောဟန်ဩဝါဒစာပထမစာဆောင်အခန်းကြီး1အငယ်9မှာ ကိုယ့်အပြစ်တို့ကိုဖော်ပြတောင်းပန်ရင်းငါတို့အပြစ်များကိုလွတ်၍ဒုစရိုက်ရှိသည်များနှင့်ကင်းစင်စေခြင်းကဖယားသခင်၏တစ္ဆာနှင့်၎င်းဖြောက်မတ်ခြင်းနှင့်၎င်းပြည့်စုံတော်မူ၏ဒုစရိုက်ကိုမပြုတ်ပြီးဟုငါတို့သည်ဆိုလင်ဖယားသခင်ကိုမူတာအပြစ်တင်ကြ၏နှုတ်ကပတ်တော်သည်လည်းငါတို့၌မရှိအပြစ်လုတ်ထားတာတိတိကြီးနဲ့ဖယားရှိပါငါအပြစ်မရှိတယ်လို့လို့နေမှဝုတ်ပြုတ်နေတယ်ဆိုရင်နှုတ်ကပတ်တော်တင်နှလုံးသားထဲမှာမရှိဘူးတဲ့နှုတ်ကပတ်တော်နှလုံးသားထဲမှာရှိဖို့ရန်အတွက်ကိုယ့်အပြစ်ကိုမြင်တတ်ပါစေ။အော် ကျွန်တော်တို့ကသူများအပြစ်ပဲမြင်တတ်တယ်ဖခင်တကယ်ကိုယ့်အပြစ်ကိုကိုမြင်စေချင်တာနားလည်လားမသိဘူးနော်ကျွန်တော်လည်းဒီတိုင်းပဲကျွန်တော်အပြစ်ကိုကျွန်တော်မြင်စေချင်တာဖခင်ကကျွန်တော်ဒါကြောင့်ကျွန်တော်လည်းနောင်တနဲ့ဖခင်စီမှာတိုးဝင်ရမှာဖြစ်တယ်လို့ပင်လည်းနောင်တနဲ့ဖခင်စီမှာတိုးဝင်ရမယ်အဲ့ဒီလိုနောင်တနဲ့အပြစ်ကိုဝချတောင်းပိုင်းမှာတိုးဝင်တဲ့ခါမှာဖခင်ကျွန်တော်တို့ကိုလက်ခံမယ်တဲ့ကျွန်တော်တို့ဖြောက်မတ်စေမယ်တဲ့ဒါဖခင်ရဲ့ဂတိတော်ကျွန်တော်ခဏခဏပြောတယ်ဖခင်ခင်ခွင့်မလွတ်နိုင်တဲ့အပြစ်မရှိဘူးတင်တာနောင်တမရသေးတာ ဒါကြောင့်အမြဲနောင်တရပါဒါမှဒါလင် နောင်တနဲ့တိုးဝင်တဲ့ဆုတောင်းတန်ကိုဘုရားသခင်နားညောင်းမယ်ဒါမှဒါလင် နောင်တနဲ့အပြစ်ဝင်ချခြင်းနဲ့ပေးလူတဲ့ပေးလူခြင်းကိုဘုရားသခင်စာတဲ့ဘုကောင်ကြီးပေးမယ်။ဒါမှဒါလေးနောင်တတရားနဲ့အပြစ်ဝင်ချခြင်းနဲ့ပြန်လိုက်မှဝုပြုကိုးကွယ်ခြင်းကိုဖရာသခင်ငြိမ်သက်ခြင်းပေးမယ်။လက်ခံမယ်လို့ခွန်အားပေးနေ။ဏိဂုံချုပ်ပါတယ်။အတူကဆုတောင်းရအောင်။ယေရှုတော်ချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနက်မှာလဲ နောင်တတရားနဲ့ပြန်လာဖို့နောင်တနဲ့ဆက်ဆိုင်တဲ့တရားဒေသနာတန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်တို့ကိုခွန်အားပေးတယ်တတိပေးတယ်တတိပေးတယ်တန်ရှင်တော်ဝိညာဉ်တော်ဂျေဇုတင်တယ်ကိုတော်ကျွန်တော်တို့အားနေပါတယ်ဟုတ်ပါတယ်အပြစ်ပြုမိပါတယ်နောင်တရစီတဲ့အတွက်ဂျေဇုတင်တယ်တကယ်ပဲနောင်တရနိုင်တဲ့သူများဖြစ်ခွင့်ပေးလေနောင်တအားဖြစ်ပြန်လာတဲ့အခါမှာအပြစ်ဝင်ချခြင်းနဲ့ပြန်လာတဲ့အခါမှာဖျားကောင်းကြီးပေးတော်သူဖြစ်စေပါဖျားသခင်မကျွန်တော်အပြစ်ကိုခွင့်လွတ်ပြီးတော့မှကယ်တင်ခြင်းရတော်သူများဖြစ်စေပါ ကျွန်တော်တို့ဝုပြုချင်းတိုင်းကိုဖရာသခင်လက်ခံတဲ့ဝုပြုချင်းမျိုးဖြစ်စေပါမိကြောင်းဂျေဇုတော်ချီးမွမ်းလျက်ဆုတောင်းတဲ့အခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါ၏ဖဖရာအာမင်တယောက်ချင်းစီတိုင်းကိုဖရာရှင်တာ၍ကောင်းချီးပေးပါစေတော့